မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေဘိုင်ယကုမြန်နာနဲ့ဘိုင်ကတကြလဲအားလုံးကြောက်ရှင်ပါစေကျွန်တော်ဘိုင်စုဝန်ကောင်တောင်းပါလဲဗျာဒါဒီနေ့ရတော့ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့လောက်ကွက်တွေကိုဒါကျွန်တော်နိုဘယ်ဆုရှင်ကြီးပေါ့ဗျာနိုဘယ်ဆုရှင်ရဲ့လောက်ကွက်တွေကိုဒါချပြလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အားလေးကိုကျွန်တော်ဒီရရှင်လေးလုပ်ပေးပါမယ်ဗျာနော်အတူတူကြည့်ကြပါ เนาะไอ้5နှစ်မှာตะโคบ้องสงเนี่ยซ้าไล่တယ်အဲ့ဒါကိုပြန်ဖုံးဖို့အတွက် NLD မှာနောက်တစ်ချိန်အနာရကိုရေးကြည့်နေတယ်တိုင်းပြည်ဟိုဖက်ဒရယ်ရမယ်တို့ရွေးကောက်ပွဲဟိုဗာလဲပြင်မယ်တို့အဲအဲအလကားပြောနေလားအဲ့ဒါတွေအလုံးအလကားအဲ့ဒါတွေအမှန်တရားတွေမဟုတ်ဘူးဒါဒါဒါကျွန်တော်သိသလောက်ပြောတာဆိုတော့ तू ကအာနာငမ်းဖဲနေတဲ့အတွက် तू က तू ပထမခိုးထားတဲ့ဥစ္စာတွေကို၅နှစ်နဲ့ပုံပြရမှာเนาะအဲ့ဒါကမလုံလောက်ဘူး မလို့တော့နောက်၅နှစ်မှာသူ့တခိုးဖြုံးမင်းသိန်းတို့เนาะအဲ့ဒီမှာတောင်တမန်အင်းတခိုးတို့ချန်လီကျွန်းတခိုးတို့အဲ့တခိုးပေါင်းစုံအတွက်အဲသူနဲ့စားထားတာကိုသူထုံးရတယ်ပြီးရင်ကချင်းပြည်နယ်မှာအာတီရှူးမပြောဂျန်နေအတွက်ခိုးထားတဲ့တခိုးတို့ကြောက်တခိုးတို့အာတခိုးပေါင်းစုံကိုဖုံးဖို့အတွက်ဒီတစ်ကြိမ်အာနာရမှသူကတတ်တတ်ရရဖုံးလို့ရမှာ ပထမတော့အဲ့ဒါဆိုတတိယလို့ပြောတာဟုတ်ဒေါ်သာသူကြီးခိုးတယ်ဆိုတာဟိုအဲ့ဒါအကြမ်းဖက်အဖွဲ့တွေတော့ဒေါ်သာသူကြီးတောက်ခတ်တဲ့အဖွဲ့တွေလုံးဝတော့လုံးဝဘူးကြီးခါကြီးဘာကြီးတာကြီးတော့မကြီးတဲ့အကြောင်းကြီးငင်းတာအများကြီးပဲအဓိကလက်စီတော့ဆိုအများဆုံးညင်းတဲ့ဒေါ်သာသူကြီးခိုးတာတသက်ပြားသလားလဲဒီဒါကိုရှေလေးကိုရှေလေးရဒါရင်ဒေါ်သာသူကြီးဘက်ကတောက်တော့ကိုလုံးဝကိုအဲလုံးဝကိုအစင်မပြေတဲ့ဘက်ကဒေါ်သာသူကဒေါ်သာသူကြီး အခုသူကဒေါ်စန်းစုကြည်ရဲ့လှုပ်လာတဲ့ဟာအတချောင်းလုံးပေါ်မှာဒါသူပြန်ပြောပြတာအမှန်တကယ်သူပြန်ပြောပြတာနော်အဲဒီမှာကျွန်တော်တခုကြည့်လိုက်တာတနင်္လာနေ့တိုင်းဝင်ကြီးချုပ်ကချင်းပြည်နယ်ဝင်ကြီးချုပ်ကနောက်ဦးမှာသွားစုံနေတယ်တနင်္လာနေ့တိုင်းဝင်ကြီးချုပ်ဒေါ်လဲလဲမော်ကအဲဒါသူအခရီးတရားနဲ့ဖမ်းလိုက်ဖမ်းတော့သူတွေရဖို့အဲ့ဒီ allergy ရဲ့ရုံချုပ်ကိုလည်းဒါသူတို့ဘာခေါ်လဲစီးစီးဖွဲ့လို့လည်းဘလောက်ပေးရတဲ့နိုင်ငံတော်အတိုင်းအမြံကလည်းဘလောက်ပေးရဆိုတာဒါကြီးလို့လာတာ အဲ့ဒါဖြိုးမင်းလေးနဲ့အဲ့ဒါပြောတယ်အဲ့ဒါပြောတယ်ဒါမဲ့အဲ့တခိုးကိုတခိုးမကြီးတခိုးကိုနာအဲအားပေးနေတဲ့သူတွေအခုတခိုးတွေကြီးပဲအခုတခိုးတွေကြီးပဲဂျားတဲ့ဟိုခလေးတွေသေးတာ PDF လေးတကယ်သေးတာအဲ့ဒါတော်တော်ဒုက္ခရောက်တာစားရတော့တာလည်းဒုက္ခရတယ်အခုတို့တစ်ဖွဲ့လုံးကတခိုးကြီးပဲတခိုးတခိုးပြအောင်နေကြတာဟာမပေါအောင်အလိမ်မပေါအောင်အလိမ်ပေါအောင်ပြအောင်ပြီးတော့အောင်လို့ပြတော့ဖြတ်ခိုး နိုင်ငံเจ้าကိုရောက်ရောက်လဲပြီးတဲ့ပြပြောအမလူကလူတွေခံခံပြီးတော့ထခိုးအဲတခိုးဘွယ်စီဖြစ်သွားတာတိရတခိုးဘွယ်စီဖြစ်သွားဒီဘက်ကလည်းမဲခိုးမဲခိုးလို့မှပြီးသွားတဲ့ခါကျတော့အဲနိုင်ငံเจ้าတွေရောက်နိုင်ငံเจ้าရောက်တော့အလူဝီအလူခံတယ်ဟောဗျာလူခံတော့သူတို့တကယ်လုံးပါမလို့ပေးအဲ့ဒါထခိုးထဘုံအမလေးအဲ့တခွေလုံးပါမှာခိုးခိုးစိုးလူတိုင်းတွေကသူ့ဘွယ်သားတလူပြနေတယ် အဲ့ဒါကျွန်တော်ပြောတာမဟုတ်တော့ကိုကျက်လေးပြောတာအာသူပြောတာကျွန်တော်နားထောင်ပြီးတော့မှကျွန်တော်ကြားတာလေးကိုပြပြောတာကျွန်တော်တော့ဒီအပိုင်းတွေမသိဘူးသူတို့ကိုယ်တော်ကိုတော့ကျွန်တော်တွေ့တာလည်းမဟုတ်ဒါပေမဲ့အကောင်ဆက်ဆက်ကပြောတာဖြိုးဖိသိပြောရတော့လည်းအာဒေါ်သန်းစီကိုချွေဘလောက်ပေးရလဲအဝင်းကျုပ်တိုင်းပြောသွားတဲ့ဟာတွေကချွေပေးရတယ်ဆိုတာကြီးပဲအဲ့လိုမျိုးရှိတယ်ဒေါ်သန်းစီကချွေတော့ကြိုက်တယ်ထင်တယ်သိရမှာအာသူကချွေတော့ကြိုက်တယ်ထင်တယ်ဒီပတ်စံနေရာတော့နိုင်ငံခြားကြောင်မှာပဲသူကနိုင်ငံခြားမှာကသူသားသမီးချွေစင်မျိုးဆက်ရှိတာဟုတ် ဖြစ်စဉ်သားသမီးတွေရှိတဲ့အခါကျတော့သူပတ်စံတွေပဲရောက်လဲနိုင်ငံခြားရောက်တယ်နောက်ဆုံးပြာမှန်မှန်ကန်ကန်ပြောပါဆိုကတော့လည်းလိန်လို့မရတဲ့စကားလေးတစ်လုံးရှိရပါလေဆို Nobel Prize Nobel Prize ကရတဲ့ပတ်စံတွေကမြန်မာပြည်ထဲမှာရတာမဟုတ်ဘာမှရမဟုတ်သူသားက1990လောက်တည်းဖြောက်ပြီးယူသွားပြီးပါခင်အဲ့လိုမျိုးရှိတယ်အဲ့တော့တချို့တွေကနာကြတယ်ဒေါ်ဒေါ်သတ်စုကြည်ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နိုင်ငံသမားနိုင်ငံသမားမဟုတ်တခိုးအဲတိုင်းပြည်ဗန္နာကိုပို့ဆိုပါဆက်ခိုးတာအဲ့ပြဿနာတက်တာအဲ့ဒါကိုဘယ်လိုလဲဟို ဒေါ်သက်သက်ခိုင်ပြောတဲ့ခါကျတော့ဒေါ်သက်သက်ကဝိုင်းပြီးတော့ဖောင်းထုတယ်ဒါကျွန်တော်ပြောပုံတော့ကျွန်တော်ဒေါ်သက်သူကသခိုးပါလို့ဆွဆွဲတာမဟုတ်ဘူးအဲသူတို့ပြောတာကိုကျွန်တော်ပြောပြောတာကျွန်တော်ဝိုင်းဖောင်းထုမှာဆိုလို့မထုနဲ့မထုနဲ့သူပြောတာအတူနော်သူရပထမတော့ခိုးလိုက်တဲ့အချိန်ပဲသူ့မှာရှိလိုက်တယ်ဖုံးလိုက်တဲ့အချိန်မရှိဘူးကျွန်တော်ပြောတာမြင်သာမသိဟုတ်ကဲ့ဟုတ်ကဲ့ဖုံးလိုက်တဲ့အချိန်တော့ तू ကရခိုင်ကိုစပွဲနဲ့မြေလန်တယ်ကိုဘေးနဲ့မြေလန်တယ် ရခိုင်မှာ9ညလောက်ပဲလုံတော့ပြီသလားငါလည်းမဲပေးကြမှာမဟုတ်ဘူးပေါ့ဟုတ်တယ်နော်အဲငါလည်းမဲပေးကြမှာမဟုတ်တဲ့အတွက်ထားရလိုက်ပေါ့အဲကြံလက်ရခိုင်ဆိုလို့ကျွန်တော်တစ်ချက် LED ကိုထုံးလိုက်ထောက်ကမထောက်မှန်းတော့မသိဘူးဗျရခိုင်ပြည်ကိုဒါရခိုင်ပြည်သူတွေလည်းပဲကျွန်တော်အဲ့ညမှာကိုရှက်လေးပြောလို့တတိယဝါလို့တခေနိုင်တာကရခိုင်ပြည်နယ်မှာအများစုနိုင်သွားတာက ဒေါက်တာအေးမောင်ထင်တယ်ကျွန်တော်အဲ့ချိန်တော့ဟိုတိတ်ပြီးတော့မသိပါနဲ့ကြားသိလိုက်တာဆိုတော့ဒေါက်တာအေးမောင်နေရအများစုမှာနိုင်တယ်အလယ်ဒီကနေရနည်းနည်းပဲနိုင်တယ်အဲ့ဒါကိုအလယ်ဒီကဘိုးအစိုးရကဒီလိုလုပ်တယ်ဆိုပြီးတော့မလုပ်တယ်လဲဆိုဘိုးအစိုးရကနေလာခန့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီဘက်ကမဲအများနိုင်တယ်ဘာခန့်တယ်ဆိုတဲ့ပုံစံမှာဥညိပူလာမသိဘူးအဲ့ရခိုင်ပြည်နယ်ဝေကြီးချုပ်ပြည်ခန့်နိုင်တယ်အဲ့အိမ်မကျေနပ်ဘူးဖောင်းနေသူပြဿနာတွေတက်ကုန်ကြဘူးရခိုင်ပြည်ကသူတို့ကိုလုံးဝကိုမကြိုက်တာ အဲ့မှာကြားတဲ့ကြားတဲ့မှာ PDF ဆိုတဲ့ဟာတွေကဒီ A တော့ကိုသွားပြီးတော့ဒူးထောင်းလက်ညောင်းတွေလုံးတယ်တော်လည်းဟောဆိုတဲ့ကောင်းတယ်လည်း A ကိုဒါဘယ်လိုပြောအောင်လဲဆိုတော့ဖခင်ကြီးတစ်ဖွဲ့ဖခင်ကြီးတစ်ဖွဲ့ကျေးဇူးရှိတစ်ဖွဲ့အမှနီးကင်းဆောင်လမ်းပြဆိုတော့လုံလိုက်သေးတယ်ထုံးမြတ်နိုင်ဘူးများဘလို့အံ့ငုံလုံးလုံးအံ့အောင်မအောင်မသိတာကိုမအရေးချင်းမရှိတော့ဟိုကောစက်သေးကြလို့တော့နီးဆောင်လမ်းပြလုံလိုက်သေးတယ်ဘယ်ထုံးမြတ်နိုင်နီးဆောင်လမ်းပြဆိုတော့မလို့သေကန်ဒီဟိုလက်ရှိဘွားတို့ကဘာကောင်းသေးလဲအဲသေကန်ဒီငမူးတွေဟိုကောင်တွေ အဲရီမွန်တော့ဘာလို့ကဘာကောင်းသေးလဲမင်းထုံးကလေး၄၀ကုတနေပဲကြည့်ရတယ်လီမွန်လီမွန်တော့ဖြစ်တယ်ရီမွန်ကအတက်ဘလောက်ရှိလဲမင်းတို့တွက်လေမင်းတို့ရီမွန်မင်းတို့အကောင်မောင်တာမင်းတို့အန်ယူတီဖွဲ့ကြီးကိုဟမ်အတော်လိုင်းရဲပါလေဆိုတော့ကောင်းတယ်တော်လိုင်းရဲပါဟိုမှာဘိုးကြီးထက်မြတ်တို့ပါလို့ကြောင်းပြောနေတာအမှန်တရားကိုကျွန်တော်အတူယူရမှာနောက်ထပ်ဘယ်ကောင်းတယ်ပြီးတော့ပြောတယ်အများကြီးပါပဲအဲရခိုင်အေကိုထွက်ပြနိုင်ကိုအယမ်းတံမိုးထားပြီးတော့ပြောနေကြတာမင်းတို့ရဲ့ဟိုဝယ်တကယ် ိုဒီဒေးခေါ်တဲ့ကောင်ကြီးကဘာလို့လဲလက်ကြီးဝိုင်းဟိုလားဒီဒေးဒီဒေးဒီဒေးနဲ့လူကမရှိသေးဘူးဒီဒေးနဲ့ဒီဒေးဆိုသူတွေကိုယ်သေးကြမှာဆိုတော့တမ်းလာသူတွေကိုယ်သေးတော့မဟုတ်သေးဘူးဘုံလေးပဲချလိုက်တယ်အဲ့မှာအော်နေစောက်တန်တွေထွက်ပြီးတနင်္ဂနွေလုံးတစ်ကောင်လုံးပတ်អော်ပြီဟုတ်လားပြောကြည့်လို့ပါမပြောတာပါပြောပြောမပြောကြည့်လို့ပါပြောမလို့ဒီဒေးခေါ်တယ်ဘာလို့ဒီဒေးမှမသိဒီဒေးလို့ခေါ်တယ်ကတန်တော့ဘုံတယ်မဟုတ်မနှုတ်ပြဘုံမှချလို့ရသေးတယ်ဒီလားလူကမရှိသေးလက်နက်ကမထွန်ရသေးတနက်ကမပြစ်တတ်သေးသေးဟို ိုင်းနာတအောင်မှာဖာခံတဲ့ကောင်မလေးကသွားခန့်လက်နဲ့ရဖို့အတွက်အလုတ်ခံတဲ့လူကလိုက်ကြော်ခံတဲ့လူကခန့်အသေးခံတဲ့လူကခန့်နဲ့ပဲတိုင်းသားလေးတမတဲထွက်နေတဲ့ဟာမထွက်ရုံးမထွက်နိုင်သူဒီသေးတဲ့သူကအဲ့လိုအဲ့တော့ဘယ်တော့ဘာပြောတယ်ဆိုအမအသက်48နှစ်လောက်မှမနေတဲ့နေ့မှပြည့်သွားတဲ့ထွန်ပြင်းနိုင်ကိုသွားပြီးတော့မှဝိုင်းပြီးအခုတော့ရှစ်ခိုးကြတယ်အဲ့ဆိုတော့ကျမေရေမုံတို့ဘာလို့တခါရှင်းမလိုက်ကွာတခါရှင်းလို့ရှင်းလိုက်တော့သူတတ်ခိုင်းတာပေါ့သူနေရာဆင်းခတ်လိုက်အဲမေအဲ့ဒါကိုပြောပြတာဟုတ်လားအရင်သေးမရှိဘဲနဲ့ဘာမှမဟုတ်ဘဲအကောင့်နဲ့အကောင့်လုံးက ိုးဆိုးအကုန်လုံးလုတ်ပြီးတော့မှနိုင်ငံเจ้าကိုပြေးတာနိုင်ငံเจ้าကလည်းရလောက်ကိုရလောက်ဖက်ဒီထဲမှာမင်းတို့သေးတာမသေးတာတို့ကထဲကိုမတက်တာမင်းတို့ PDF တွေသေးတာမသေးတာထဲမှာတော့အခုလည်းပဲဒါမိုးကုတ်မှာမင်းတို့ဝိုင်းပြီးတော့မှဟိုအခုခေါင်းတွင်းရဲ့ခေါင်းခေါင်းကွင်းတော့ဖြစ်တာခေါင်းတွင်းရဲ့ခေါင်းကွင်းရတွဲဖြစ်သွားပြီလားအဲ့ဒီမှာမင်းတို့ပြန်ဖို့ခံနေတာသိလားအဲ့ဒါလေးတော့ပြောခြင်းနဲ့အဲဒေါ်စုကရခိုင်ကိုဟိုမြေလမ်းမှာဆိုတော့တတိယဝါလို့အဲ့ဒေါ်စုကမြေလမ်းမှာဆိုတော့ရခိုင်က A ကိုဒေါ်စုကို ဟိုလွတ်မြောက်အောင်လို့ရုံးနဲ့အုံးနဲ့ဆိုတဲ့ကောင်းတွေကတွားပြီးတော့ရှက်ခိုးနေကြတယ်ဒီလိုစက်ညက်ပတ်တွေကိုတွေ့နေတာဒါလေးသတိရလို့ပြောတာပါအတူတူနားထောင်အောင်ကွာအဲ့ဒီဒီနယ်တွေကိုငါတို့ကအိုဘစ်ကိုပြရအဲမကူနဲ့ကူကူခိုင်းအဲပြီးရင်အဲ့ဒီမှာတောက်တောက်ဇုံဇုံနဲ့အမေရဲ့ဘုံတကူတော့ကြောက်နေဒီကိုဘစ်ကိုကဲတော့မှုမဲ့သူ့ကိုယ်သူနတ်သိမ်းလို့ဘာလို့လို့နဲ့ဟုတ်တယ်နော်လော်မီပြရလဲလော်တယ်ဘာလို့ရှင်းစားကြည့်ဟာတဲ့အချင်းအောင်ကြည့်ခဲ့ပြီလေတဲ့သူ့လုံးလို့ လူပဲညီငယ်ရင်းချူချင်တာမလုပ်ဘူးအလား तू आ नो ပဲအစ်မဟုတ်တော့ဘူး तू စဲဒီယောဂယူနေကျွန်တော်ကိုတရေပို့တယ်ဒီနေ့သူ့ကိုတဲ့လိုက်ပြီးတာဘယ်လောက်လောက်ရောက်သွားပြီလဲတဲ့မေးတယ်ဗျာဒီလိုနိုင်ပါ့မလဲအမေရဲ့ကွန်မန့်တွေတော့အများကြီးပဲတဲ့ဟာလိုက်နေတယ်တက်နေတယ်ဆိုရင် तू आ ပြောင်းနေတယ်ဟာ တတာသူပြောလို့ဒေါ်သန်းစုကြီးကိုဆယ်လီဆိုတာဒေါ်သန်းစုကြီးမြကြီးနောက်ခက်လာနေတော့ကြောင်းကြောင်းကိုသွားတယ်ဆိုတာဓာတ်ပုံရိုက်ဖို့ဓာတ်ပုံရိုက်ဖို့နောက်ကအဲအလယ်ရီယာအဖွဲ့ကြီးကလည်းဟိုအများကြီးပေါ့ကာရာရောသူဝိနာမှာဟိုပါတက်တော့ဆောင်းနေတယ်ပါကြာဒီနားရဲ့အရေးကြလားဒီနားကရောဒီနားကတလားဒီနားကအလဲကြီးလားဒီနားလိုက်အမေရဲ့အခြေပြေးလား အဲအွန်ဒေးကတေးရကြုံတော့ကနော်မန်းတို့သူအမတေးတဲ့စနေကြတယ်ဟုတ်ကျောင်းကြီးကောင်မလည်းတေးပါပါတေးလားဟိုနားမှာရကြည့်လိုက်ဒီဘက်လက်ရအလေးအရေးကြနေတယ်ဟိုဘက်နည်းနည်းရှိလိုက်ပဲအဲသူကသူပဲစုံပြတ်နေတာကနော်မန်းတက္ကသိုလ်ကောပြောအဲ့ဒါတော့ကျွန်တော်တတိယလို့ပြောတာပါကျောင်းကြီးကောင်မောင်သမားလေးအဲ့ဒီဖိုင်ကြည့်ရမယ်လို့ပြောတယ်သူပြောတာဟုတ်တယ်ဟုတ်ပါဒါတော့ကျွန်တော်အဲ့ဒါလေးကြည့်ပြီးထောက်ကတဲ့ဆယ်လီဆိုတော့အဲအဲအဲမဲ့လို့ပဲရအတူတူစက်ကြည့်ဟုတ်ပဲနိုမဲငင်းငင်းရှုရှင်ဟာ ွေးစဖို့ပေါ်မှာငါငါ့ကိုလိုက်ပေးတာဘယ်နှယောက်ရပြီလဲလို့မေးရတဲ့ပုံကမျိုးမဟုတ်ဘူးကျွန်တော်ကမြင်လားမသိဘူး။ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဟောမြင်တယ်။ Yeah ။ပြီးတော့ nome ငိမ့်ငိမ့်စုရှင်ကခင်ဗျပါခံခဲ့တဲ့လူတွေနဲ့အိမ်ပေါ်မှာဆွေးနွေးတိုင်မရတာမဟုတ်ဘူး။ဟုတ်တယ်နော်။ပညာရှင်တွေနဲ့ တိုင်းသူပြည်သားတိုင်းရင်းသားခေါင်းဆောင်တွေဒေသခေါင်းဆောင်တွေလူမှုအသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့စကားပြောဆွေးနွေးနေရမှာအဲ့ဒါတော့ကျွန်တော်ကြည့်လိုက်မှာတိုင်းရင်းသားရုံးမှာဆိုနိုင်ငံသားအယောက်60ရှိတယ်အမှန်တကယ်တော့ဒါဒီမိုကရေစီသူလမ်းလျှောက်တယ်ဆိုကျွန်တော်အမြင်နဲ့ပြောတာပါနော်တိုင်းသားခေါင်းဆောင်တွေတိုင်းသားလက်နက်ကန်တွေတိုင်းသားဒါတွေနဲ့သူကအကုန်ညှိနှိုင်းပြီးဘာဖြစ်လို့သူကငြိမ်းချမ်းနိုဘယ်ဆုရှင်ကိုငြိမ်းချမ်းနိုဘယ်ဆုရှင်သူကမြန်မာနိုင်ငံပေါ်မှာတကယ်မြင့်တာစေတနာတကယ်ထားတယ်ဆိုလို့ချင်းငြိမ်းချမ်းရေးဖြစ်အောင် အခုလက်ရှိဟိုတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အတိုင်းသားလက်နက်ကိုင်တွေကျသူနဲ့ဘလို့ငင်းချင်းကြီးလောက်ရမလဲဒါသူလောက်ရမှာဘာဖြစ်လို့သူကငင်းချင်းကြီးလို့ပဲဆုရှင်ဖြစ်နေတာကိုဟုတ်တယ်မလားနိုဘယ်ဆုကအရင်ကလည်းငင်းချင်းကြီးရဲ့နောက်မှလောက်လဲကျွန်တော်တို့ကဒါခြေနဲ့တယ် အခုနိုဘယ်ဆုကတော့အရင်ကငင်းချမ်းကြီးကိုလုံးဝပယ်ထတာကြတော့ဒါကြတော့အမြင်လည်းမကောင်းဘူးလေဗျအမြင်လည်းမသိတယ်သူတပည့်သားသမီးတွေဘယ်ကငင်းချမ်းကြီးရတာလဲဆိုရင်သူတို့တပည့်တွေမိကြီးဘာမှမသိဘာဖြစ်လို့လဲဆိုတော့စိတ်အဆိုးရနေတဲ့ဒါငင်းငင်းတန်းတန်းလေးနဲ့ဆန္ဒပြလို့ရတော့ဩအဲ့ဒီကဘာပေးတာမင်းတို့မြန်မာနိုင်ငံငင်းငင်းတန်းတန်းလေးနဲ့ဆန္ဒပြလို့စိတ်ငင်းချမ်းကြီးပေးတယ်ဆိုပြီးတော့ပြောကြတယ်သူများဒီကျွန်တော်တည်တာတပြားတစ်ဖက်နိုင်ငံမှာအာဒါငင်းချမ်းရေးဖြစ်အောင်လုပ်တာလို့เนาะဒါမျိုးလေးတွေပေါ့ အာတဖက်ပညာရေးလူမှုရေးမှာထူးချွန်တဲ့ပုံပေါ်လေးကိုပေးကြတာပေါ့သူကဘယ်နဲ့မှထူးချွန်ပြီးပေးလိုက်တာလဲလို့ကျွန်တော်ကဒါအရင်တော့ကျွန်တော်မေးကိုမေးဘူးပါလေကဲထားလိုက်ပါတော့ဒီနိုင်ငံသားအယောက်60ကိုကျွန်တော်တို့ဒီအတိုင်းအခံရုံးမှာခေါ်ထားမှတူတူတိုင်းသားတွေမှာမှာပညာရှိတွေအများကြီးပဲတိုင်းသားတွေမှာဒါလိုမျိုးလက်နက်ကိုင်းနဲ့ငင်းချင်းတွေရပြီးတော့တိုင်းပြည်ဖွံ့ဖြိုးအောင်များလှုပ်ခဲလိုက်မှဆိုလို့ညဒေါအောင်ဆန်းစုကြည်တမိုင်းရိုင်းကြမလို့နော် ဒီမဲမဲတမမို့ဖြစ်လို့အာဟုတ်ပြီးတတ်မတော်အနေဖြစ်တာပြန်လို့ဝေးမယ်လို့ပြောလိုက်လဲဒေါအောင်ဆန်းစုကြည်ရဲ့တမိုင်းကရိုင်းကြမလို့အခုကကဒေါအောင်ဆန်းစုကြည်ကအာနာမည်နဲ့လှုံစားပြီးတော့မှဟိုကျွန်တော်ပြောရမှာအာနာလို့ပါကျွန်တော်တို့ကလည်းငငယ်တော့ကကျွန်တော်တို့အမေကပြောတယ်အဖေမောင်ကပြောအနီးတော့အလုံးကြီးတော့တောင်းတော်မင်းအဲ့ဒါကျွန်တော်တတ်လက်ခုလက်ခုကအမေကပါပြောမှာအကြီးအသည်အထဲမှာပုတ်ဆော့နေတယ်အပြင်းရတာလာလာတယ်အာအဲ့ဒါကိုကျွန်တော်ငငယ်တော့အကြောင်းကိုသွားတတိယ အော်ကြီးအာသည်ဆိုတာအပြင်းအထန်လေအတွင်းထဲမှာပုံနေတယ်အဲအဲ့လိုပြအော်အဲ့လိုမျိုးဖြစ်နေတာလို့ဒါကျွန်တော်အမြင်ပြောတာပါကျွန်တော်တော့ဟိုဟိုတောင်ဆန်းစုကြည်ပြောတာမဟုတ်ပါဘူးဒါကျွန်တော်တော့တွေးမိတာကိုပြောပြတာကဲကျွန်တော်တို့အထူးထူးနားထောင်ကြည့်ဦးမယ်ဗျာအခုသူရဲ့ကျွန်တော်ကျွန်တော်ရအမြင်အသူရဲ့နိုင်ငံတကာတန်တမာရေးအလုတ်ကရောအလုတ်မဖြစ်တဲ့ခါမှာကျွန်တော်ကိုကိုရှိလေးပြောတယ်လို့စီဒီယူးယူးနေတာဟုတ်အခုမှသူရဲ့လက်ရည်မှုနဲ့ထွက်လာတဲ့ကြပြားတွေကိုရော ဒီဒီလားဆွဲလို့ဆွဲတိရမလားကျွန်တော်လေလာဆွဲလို့ဆွဲမှာဒါခရပ်ရှင်ဆိုတာရောနားမလည်ဘူးဒီလိုက်ဘလောက်ရတယ်ဆိုတဲ့ဟာတွေမှာကျွန်တော်ကအချက်မခွဲခြင်းသေးဘူးအဲ့ဒီကြ ያ ဟာဆိုဗီယက်ကွန်မြူနစ်ပါပါတီကနော်ဒီဘော်ရှီဗစ်ပါတီကမာရာကော့စကီကရေးခဲ့တာဟုတ်ကွဲမှာသူအချက်ကွဲမှာ time mara koski ye yu cha go tu wa yu bi ye cha da tu ye own creator mho bu bo no no everything she is not create she doesn't create mm. about that အော်ဒါဆိုကော်ပိုရိုက်ကြီးတော့အဲ့လိုမျိုးကြီးပြီးရတော့ကော်ပိုရိုက်ကြီးတော့စက်တာတော့ပဲသူကလာသူက copy idea နဲ့ရေးထားတာမာရာကော့စကီရေးခဲ့ပြီးပြီ the pro mana တပြားနမေကကျွန်တော်တို့သိတယ်ကျွန်တော်တို့စာဖတ်တဲ့လူတွေနော်ဟိုရင်းကဗာလဲဟိုချီမင်းရေးခဲ့တဲ့အာဒီခရမ်းပြမြင်းရိုက်အောင်ဝေးတို့တခါပြန်ရေးလို့ကျွန်တော်ဝေဖန်ပြီးပြီဟဲ့လားဟိုချီမင်းလဲရေးခဲ့တဲ့ဟိုချီမင်းကမြင်းရိုက်ဟဲ့သူတော့မတူဘူးဟိုချီမင်းပြောတာနော်စစ်တပ်စစ်ဒီအာစစ်လက်နက်နဲ့ကျိုးလာမတုံနဲ့ရာဇသည်နဲ့ကျိုးလာမတုံနဲ့ သူဟာမြင်းရိုက်နော်အမြဲတမ်းဒုံဆိုင်နေတယ်သူရေးခဲ့တာဟိုချီမင်းအဲအဲ့လိုမျိုးအခုသူကအာနာမရခင်တော့အရန်ကောင်းနေရေးတာတွေပြုတ်တာတွေပြောတာတွေအခုသူကိုယ်တိုင်ငုံကြည့်ပြီးရွာလဲနေတယ်ရွာလဲနေတယ်သိလားဘာဖြစ်လို့လဲသူကတစ်ဖက်နဲ့သဘောတူထားတာတစ်ဖက်ကသူကအာတလို့ဖင်နေထူးထဲထားတာကိုကိုယ်ကောင်သိမှလဲသူကြောက်နေတယ်မင်းအောင်လိုက်သိမှလဲသူကြောက်နေတယ် အခုမင်းအောင်လည်းတယောက်တည်းမသွားဘူးသူ့ဘာခေါ်သွားမှာတဲ့လားအခုကရေတွင်းပြည့်ကြီးတဲ့ကိုတယောက်သုံးခုထားမှာကျွန်တော်ကတုံတောင်မပြောဘူးကျွန်တော်တို့ကိုဖာသေးဒီအိမ်ပေါ်ခေါ်ပြီးတော့ဆဲခိုင်းလို့ကျွန်တော်ပြောတော့တာကျွန်တော်ရက်ခိုင်းနေမရဘူးမရဘူးသူ88ကိုရေတံပြစ်တာသူစစ်တပ်မဟုတ်ဘူးစစ်တပ်ကကောင်နေ88ကိုခဏကြောက်နေလားမျက်နှာချင်းတော့မဆိုင်ကြည့်ရဘူး ရှစ်ဆယ်ရှစ်အုပ်စုတစ်ခုလုံးသူ့အန်နယ်ဒီထဲမှာမရှိတော့ဘူးခပ်ပေါ်ပေါ်မကြောက်သမိန်ကောင်းပေါ်ရွက်ထားတဲ့ကောင်တော့ပဲကြံ့တယ်ဟွန်းရဲကျွန်တော်ပြောတာမလုံးဝဘူးဒါမျိုးတွေအခုသူကိုယ်တိုင်ဆယ်ဒီယောဂထားပြီလို့လိုက်မလို့ရလဲမေးနေတယ်တဲ့ဟွန်းသူ့သူဥစားတချို့မှရုပ်ရှင်မင်းသားမင်းသားကြီးဖြစ်တဲ့ဟိုလူမင်းအရောနည်းနည်းမြောက်ပေးလိုက်သေးတာဟော အောက်ကနေလော်ပေးလိုက်တော့ငါတို့အမေစုကိုချိလိုက်နိုင်ငံတကာတွားတဲ့ခါမှာ fashion ဘလို့ကြတာလဲဆိုတော့ဟာအဲ့လာကြီးဟိုကရောပြည်တိနေဖြာအီအီတွေပါနေတော့လားအခုကနိုင်ငံတော်ဆောင်ကအခုသူဖြစ်သွားတာကသူကအာဏာရဖို့အရေးကြီးနေတယ်သူကကိုဗစ်နဲ့အကုန်ချုပ်ထားမယ်။သူကအစိုးရသူကပဲပြောလို့ရမယ်။သူကဘဲကော်မတီတွေဖွဲ့လိုက်မယ်။အဲ့မှာ NLD Uni ပေါင်းနေနဲ့ထဲလိုက်။အဲ့မှာ NLD အာ NLD ဆိုပြီးတော့သွားကူညီပြလိုက် မဲပေးတွေ့လားကိုဗစ်မှာနေတော့ကို NAD ပဲကူခဲ့တာဒါကြောင့် NAD ကိုမဲပေးပါဆိုရင်ဂျင်းကြီးကိုထဲတာအခုပတ်ဆိုင်ချီးရတော့မှမတွေ့လားခင်ဗျားတို့မြေကြီးနားမှာလေဟမ်မင်းတို့ NAD ပါတီရပေးတယ်လို့တရားဝင်ပြောနေလားဝန်ကြီးတွေရှိပါမဟုတ်ဘူးအဲ့ဒါကမ္ဘာပံကချီးရတဲ့ပတ်ဆိုင်ကိုမြန်မာငွေလဲပြီးတော့အဲ့တော့ကကျွန်တော်ပြောတယ်လေဒုက္ခတွေစကမ်းမပေးဘူးလို့ကျွန်တော်ပြောတယ်သိတယ်မလားအဲ့ဒါကိုလက်သိရ နော်အောက်ချုပ်ရေးမှုတွေနဲ့တင့်တော်ရတဆွေလုံးတစ်မျိုးလုံးထဲ့ပြီးတော့မှစည်င်းစရာကွက်လက်လေးထဲမှာကြံနေမှရက်ကွက်ကလူတွေကိုထဲ့ပြီးပေးတာကို NLD ကပေးတယ်ပြောနေတာအဲ့ဒီအကျိုးကိုမြန်မာကပြန်ဆက်ရမယ်ဒတိုင်းဒီလုံးပြန်ဆက်ရမယ်ဒေါ်အောင်ဆန်းစုကြည်ဆက်ခဲ့မှာမဟုတ်ဘူး NLD ပါတီဆက်ခဲ့မှာမဟုတ်ဘူးသိလားအခုကျွန်တော်ပြောပြအောင်မယ်ချက်ပြီးတော့ तू အခုဘာလုပ်လဲဟာကိုဗစ်ကြောက်ပြာကြီးမယုံရင်ကြည့်နေ ဒီရွေးကောက်ပွဲဒီလိုကိုဖစ်ကိုဖစ်ကိုဖစ်သူអော်ပြီးတော့သူချင်းပါ့ဟာခင်ဗျအဲ့ဒါသူချင်းခဲ့တာပဲကိုဖစ်ကိုဖစ်អော်ပြီးမှရွေးကောက်ပွဲချင်းပါ့ရင်အဲ့ဒါချင်းရွေးကောက်ပွဲအခုကျွန်တော်နောက်ဆုံးစကားတစ်လုံးနဲ့အဆုံးတတ်ချင်တယ်အချိန်လဲရှည်နေပြီချင်းတယ်အခုဒေါ်ဆန်းစုကြည်တိုက်ပြီးကိုမပြောတဲ့စကားလုံးတစ်လုံးပြောမယ်ကျွန်တော်တန်တမန်စီကရလာတာเนาะ ကဘာတစ်ခုကြီးတစ်ခုလုံးလာတဲ့ကိုဗစ်ယောဂါကိုတဲ့နော်ကာကွယ်ခြင်းနဲ့နော်ကန့်တတ်ခြင်းနဲ့ကုသခြင်းကာကွယ်ခြင်းကန့်တတ်ခြင်းကုသခြင်းဆက်လက်မပြန့်ပွားရေးအတွက်ဆောင်ရွက်ခြင်းဆိုတဲ့အချက်၄ချက်လောက်ကန်ဆောင်ရွက်နေပါတယ်တဲ့တို့ကြောင့်မြန်မာနိုင်ငံတွင်နော်နိုဝင်ဘာလရှိတဲ့နေ့တွင် ်ပါဘူးဗျာဒေါ်ဇက်စကြည်ရဲ့အဲလှုပ်ဆောင်ချက်တွေကိုဒါသူပြောပြသွားတာဖြစ်တယ်အခေါ်ဇက်စကြည်ကဒါမဲခိုးလို့တက်တော့ကအာနာထိလိုက်တယ်အာနာထိလိုက်တော့ဒါမဲခိုးရတယ်ဆိုတဲ့အကြောင်းရင်းရှေ့မှာလည်းပဲဒါသူပြောသွားတာဒါသူတို့အစိုးရတပွဲလုံးကခိုးတာတွေကိုဒါဖော်ဝီးဖို့အတွက်လုပ်တယ်ဆိုတော့အဲ့တော့ဂျားတဲ့တစားကန်ကကျွန်တော်ဟိုအညာဒေသသူတွေကများသွားတယ်အဟုတ်မှတ်ပြီးတော့ဒေါ်ဇန်းစုတီကိုယုံစားတဲ့သူတွေကတောသူတောင်သားတွေများတယ်ဗျာ အခုတေတီကုန်ကြတာလည်းပဲတောသူဆောင်သားတွေညတယ်ဒေါက်ဆန်းစုကြည်ကိုအရန်ချစ်တဲ့တပ်မတော်သားတွေလည်းပဲအခုတေကြတာပဲအများကြီးပဲဘာဖြစ်လို့ဆိုတော့နောက်ပိုင်းမှာမုန်းသွားတာပထမဆုံးကဒေါက်ဆန်းစုကြည်ဗိုလ်ချုပ်ကတမိဆိုပြီးတော့တပ်မတော်သားတရားဝင်တဝင်းလုံးချစ်ကြတယ်တရားဝင်လုံးချစ်ကြတယ်ဘာဖြစ်လို့ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းတမိဖြစ်နေလို့သူတို့အဲတပ်မတော်ကိုစတင်တည်ထောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဖြစ်နေလို့တအားချစ်ကြတယ်တပ်မတော်သားတွေအကုန်လုံးက နော်မိမိကတော့လက်ရှိအာဏာသာယူသားကြတယ်သို့တော်လည်းလက်ရှိတာဝန်ထမ်းဆောင်တာလည်းသူတို့အရင်ထဲမှာဟိုကနေတောင်ဆန်းစုကြည်ဖြစ်ကြတယ်ဒါမဲ့ဒေါ်အောင်ဆန်းစုကြည်တို့လှုပ်လိုက်တဲ့အတွက်သူတို့တွေအားလုံးကအာစိတ်ထဲမှာမုန်းတီးသွားကြတယ်သူတို့ကြောက်မယ်ဒေါ်အောင်ဆန်းစုကြည်ကြောက်မယ်ကျွန်တော်တက်မလို့သားတွေအကုန်တော်တော်များများတည်တယ်တုံးမနေဖြစ်တယ်ဒုက္ခတွေရောက်တယ်မိလေးဆိုသူ့ယောက်ျားသူများကြီးပြန်လာတယ်ပြန်လာတယ်သူ့ယောက်ျားပါမလာတဲ့ငိုတဲ့အမှုတွေကြည့်ပေါ့နော်ဒါလေးပေါ့ အဲ့တော့စိတ်မကောင်းရဘူးပေါ့ဗျာเนาะစိတ်မကောင်းအောင်ဒါလေးကိုကျွန်တော်အဲအားလုံးကိုသိစေကျွန်တော်ပြောတာတခုကအဲတဝုဒ္ဒသီတဝုဒ္ဒသီမရှိဘူးเนาะကျွန်တော်ပြောတာကအားလုံးသိရှိဖို့ဟိုပြောတာတောင်ဆန်းစုကြည်ကိုဒါခိုးတယ်ဖွက်တယ်ဆိုတာကအပြည့်လူတွေပြောတော့မဟုတ်သူတို့အချင်းချင်းကပြန်ဖြစ်နေတာလို့ဒါကျွန်တော်တင်ပြရင်းနဲ့အတိညာပညာတွေတိုးပါစေပါပဲလုံးလုံးတရားနဲ့ညံနဲ့လောက်ကြဖို့တကူဒီနေ့ကတိုက်တွန်းနေပါတယ်အားလုံးလူတာပြည့်ပါစေလို့ပါရဲကိုဆုမောင်းတော့